အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ25ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းနယ်ဒေသကြီးမင်းကင်းမြို့နယ်မှာရှိတဲ့မင်းကင်းမြို့နယ်မြောက်ချွန်းရွာအနီးမှာရှိတဲ့ NUG ကဖွင့်လှစ်ထားတဲ့တရားမွေရွှေမျိုးတွေကိုတက်မတော်ကဒီကနေ့မနက်ပိုင်းကဘုံကျဲရှင်းလင်းလိုက်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့လောင်ပြည့်ရွာအနီးမှာရှိတဲ့ NUG ရဲ့ရွှေမျိုးတွေကိုတက်မတော်ကဘုံကျဲရှင်းလင်းလိုက်ပါတယ်ဒီကနေ့ထပ်ပြီးကျွန်တော်ရှင်းလင်းလိုက်တာပါ ဒီလောင်းပြေရွာကိုရှင်းတဲ့ခါကရှင်းတဲ့ရက်ကကျွန်တော်တို့နိုဝင်ဘာလ20ရက်နေ့ဖြစ်ပါတယ်20ရက်နေ့မှာရှင်းတယ်ဒီလောင်းပြေနယ်ဒီမြောက်ချုံရွာဆိုတာလည်းအရင်ဝေးတာလည်းမဟုတ်ဘူးတိုးတော်လည်းပဲအကြမ်းမအုပ်စုတွေကဘလောက်ထိအောင်ခင်ဗျမွေမကောက်မွေမကြောက်ကင်းမကြောက်လဲဆိုရင်ဒီတမတော်ကလောင်းပြေရွာကိုလောင်းပြေရွာအနီးမှာရှိတဲ့ရွှေဘောင်ကျဲတယ်တိုးတော်လည်းပဲအကြမ်းမအုပ်စုတွေကခင်ဗျဒီရက်တည်းမှာတော့ခင်ဗျဆက်လုံနေတာဆက်လုံနေတာအဲ့တမတော်ကဒီကနေ့ထက်ကျဲလိုက်တယ်ဗျာမြောက်ချုံရွာကိုမြောက်ချုံရွာတက်ကျဲတော့ဒီကနေ့ကတော့တော်တော်လေးထိခိုက်မှုများတယ်ဒီကနေ့ထိခိုက်မှုများသွားတယ် တော်တော်ကြီးကိုထိခိုက်မှုများသွားတယ်သိရတယ်အဲ့တော့ဒီရွှေပောင်တွေကကျွန်တော်တန်နေရာနဲ့တန်နေရာဆိုခင်ဗျရာနဲ့ချီရှိတယ်တစည်းကိုတစည်းကိုခင်ဗျတရက်ကိုတရက်ကိုခင်ဗျာ၁၀သိန်းပဲတထောင်တရက်တရက်ကိုဒီ NUG အုပ်စုတွေရတဲ့သူတို့8000တော့ရသွားတယ်ငွေကတိုင်းကိုထောင်နဲ့ချီရှိတယ်ထောင်နဲ့ချီအဲ့တော့အဲ့မှာပြည်စည်းဆုံးချုံတာကကျွန်တော်တို့ရဲ့ဒီချင်းနှမြင့်ချင်းနှမြင့်ကြီးပြည်စည်းဆုံးချုံတယ်ခင်ဗျာပြီးရင်ကျွန်တော်မြေချမ်းမြေနေမြစ်တက်လာတယ်မိုးနှဲဆိုရင်ခင်ဗျာအမှရေကြီးရံမှုတွေဖြစ်တယ်ခန်းအားအမှမြေကမ်းမင်းသားမှရှိတဲ့ပြည်သူတွေတပုံးကြီးပဲနောက်ဆုံးခင်ဗျာစိုက်ပျိုးမြေတွေပြည်စည်းတယ် ခင်ဗျဆုံးရှုံးမှုတွေပဲခင်ဗျကောင်းကျိုးကဘယ်သူကောင်းကျိုးတွေပြုလဲဆိုဒီချွေပေါင်ထဲမှာပါတဲ့သူတွေလူတစုနဲ့ပြီးကျွန်တော် NGO အုပ်စုပဲကောင်းကျိုးကောင်းကျိုးကိုသူတို့ခံစားရတယ်ပေါ့ဗျာဒီ area မှာဘယ်သူတွေချွေပေါင်တွေလုပ်နေလဲဆိုရင်ကျွန်တော်မုံရောင်မှာရှိတဲ့ချွေပေါင်တွေကလုပ်ငန်းရှင်တွေပေါ့ဗျာလုပ်ငန်းရှင်တွေပြီးကျွန်တော်တို့ဒီမန္တလေးတိုင်းထဲမှာရှိတဲ့လုပ်ငန်းရှင်တွေပြီးရင်ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကလုပ်ငန်းရှင်တွေညာသူတို့ဒီ area မှာလာတူတာသူတို့တူတဲ့ခါမှာသူတို့ကဆက်ကြီးကို NGO PDF ကိုပေးရတယ် ပေးရတော့ကျွန်တော်တီဇဲဥတွေရဆိုအကြမ်းဖက်မှုကိုအားပေးရလဲရောက်တယ်အကြမ်းဖက်မှုငွေကြေးပံ့ပိုးတာစသဖြင့်တဝိုက်ဖြစ်စေဒါရိုက်ဖြစ်စေဥတွေကျိုးလို့မိစားနောက်ထပ်ဥတွေတခုကကျွန်တော်တို့သဘာဝကျွန်တော်တို့ဒီဒီကျွန်တော်မြေချောင်းနေနဲ့ပတ်သက်တဲ့ဥတွေတွေဒီဓာတ်တုနဲ့ပတ်သက်တဲ့ဥတွေတွေဒီလိုနေရာမျိုးမှာကျွန်တော်တို့တီဇဲဥတွေရဆိုရင်တူးလို့ကိုမရဘူးတဲဆုပ်တာတော့မှကျွန်တော်မြေချောင်းမှာတဲဆုပ်တာတော့မှကျွန်တော်တို့တကယ်အဲမြေချောင်းဖြိုးလို့စသဖြင့်ဗျာဌာနဘောင်းဆောင်နဲ့ခွင့်ပြုပေးမှာတဲဆုပ်လို့ရတာကြာ ။အဲတဲဆုပ်လိုင်စင်ရထားရင်လေတဲဆုပ်လိုင်စင်ရထားတယ်လို့ကမြစ်ကြောက်ထုတ်လို့မရဘူး။အဲအချို့သောကျွန်တော်တို့ဒါရန်ကုန်တိုင်းဧရိယာနဲ့ဒီအေရတန်းဧရိယာပေါ့။အဲဧရိယာတကြောမှာရှိတဲ့ကျွန်တော်တို့ ARU မြစ်အတွင်းမှာဆိုရင်တချို့သောပုံကိုတွေကကျွန်တော်တို့ဒါကင်ထားတာကတဲထုတ်တဲ့လိုင်စင်။ဒါပေမဲ့တကယ်သူတို့တူးတာကကြောက်တူးတာ။ခင်ဗျကြောက်တခြင်းရဲ့တန်ဖိုးနဲ့တဲတခြင်းရဲ့တန်ဖိုးမတူးဘူးလေဗျာခင်ဗျာ။ဒီကြောက်ကြောက်ဈေးကအများကြီးမြင့်နေအဲ့လိုတွေလောက်တယ်ဗျာ။ အဲ့လိုကြီးလုပ်တယ်အပိကရက်ကလည်းအမကျွန်တော်တို့ဗာလဲဒီဒီလုပ်ငန်းရှင်တယောက်ပေါ့ဗျာအဲ့အဖြောင်းဧရိယာတခုတယောက်ကကျွန်တော်သူ့အသေးချာမိပါတယ်အကူကတဲတဲတဲလိုက်စင်းနဲ့တဲထုတ်ခွင့်ရနေရလားကြောက်လိုက်စင်းနဲ့ရနေကျွန်တော်သေချာမိပါတယ်နောက်ဆုံးကျွန်တော်သိရတာကသူတကယ်ရခဲ့တာကဒီတဲတဲထုတ်တဲ့လိုင်းစင်းနဲ့ပါကြောက်ထုတ်တဲ့လိုင်းစင်းနဲ့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်တို့လက်ရှိတော့အဲ့ဧရိယာမှာကျွန်တော်တို့ဒါတိုင်းစိုးအဖွဲ့နဲ့စစ်စည်းနေလို့သိရတယ် သိရတယ်ဒါတွေကကျွန်တော်တို့ကဗျာကျွန်တော်တို့ကဒီလိုသတင်းတွေတင်ပြရဲဆိုတော့ကျွန်တော်တို့ကယံများတယ်ခင်ဗျာယံဘတ်ပေါင်းဆိုများတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အကျိုးစီးပွားတွေတွတ်ထီတာပေါ့အကျိုးစီးပွားတွေတော့ယံများတယ်ဒို့ဆိုလည်းပဲကျွန်တော်တို့ကဒါကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့ကာကွယ်ရမယ့်တာဝန်ရာကျွန်တော်တို့ကာကွယ်တာဒီပိုင်ပစ္စည်းတွေကခင်ဗျာပိုင်ရှင်မဲ့မဟုတ်ဗျာနိုင်ငံတော်ရဲ့တင်ရစားတာတွေပိုင်ရှင်မဲ့မဟုတ်ဘူးဒီ ARV မြေထဲမှာရှိတဲ့ဓာတ်သတ္တုတွေကပိုင်ရှင်မဲ့မဟုတ်ဘူးဗျာကျွန်တော်တို့ပိုင်တာဗျာအစိုးရပိုင်တာဗျာ ဲ့လောက်ခင်ဗျာပိုင်ရှင်မဲ့သဘောမျိုးနဲ့ငါကသူနဲ့ပြီးရင်ငါတို့တူးကျင်တိုင်းတူးလို့ရတယ်ငါကသူနဲ့ဒီလိုတူးကျင်တိုင်းတူးလို့ရဒါအသေးပဲမရှိဘူးလေဗျာဒါကျွန်တော်တို့ကာကွယ်ရမှာလေဗျာကာကွယ်ရမှာပဲဒါလူတိုင်းကာကွယ်မယ့်ကိစ္စပဲဒါခင်ဗျာဒီဒီဒီချင်းလို့မြေထဲမှာတူးနေတာခင်ဗျာပိုင်ရှင်မဲ့မှမဟုတ်တာဗျာခင်ဗျာဒီမြေချောင်းကြီးကပိုင်ရှင်မဲ့မဟုတ်ဘူးလေဗျာကျွန်တော်နိုင်ငံတော်ပိုင်နေလေဗျာကျွန်တော်အားလုံးပိုင်နေလေဗျာဒါကျွန်တော်ပြောရမှာပေါ့ပြောပြောမယ့်ကိစ္စလေဒီလိုကြတော့အကျိုးစီးပွားတွေထိလာတဲ့အခါကျတော့လေ စကားတွေပြောရတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့စိတ်ကရှင်းရှင်းလေးပါကျွန်တော်တို့စိတ်ကရှင်းရှင်းလေးကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံနဲ့ပတ်သက်ရကျွန်တော်နိုင်ငံသားတယောက်ရဲ့တောင်းရကျွန်တော်ရားရဲ့နေရာနဲ့ကာကွယ်တာတိုးတိုးလေးပဲကျွန်တော်အကုန်လုံးတော့မကာကွယ်နိုင်ဘူးပေါ့ဗျာမကုန်လုံးတော့လုံးဝမကာကွယ်နိုင်ပါဘူးဒါကျွန်တော်တို့လက်လန်းမြေနေရာကာကွယ်တာဖြစ်ပါတယ်အဲ့တော့ဒီတက်မလို့ကဒီကနေ့မှာဒီကနေ့မှာမင်းကြီးမြို့နယ်မြောက်ချွန်းရွာအနီးမှာရှိတဲ့ NUG ရဲ့ရွှေဘောင်တွေဘုံရဲရှင်းလင်းလိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီရဲ့တစ်ဖက်ကမှရွာပါရွာဆိုရှိတယ်အဲရွှေဘောင်တွေကမျက်နှာချင်းနိုင်ပေါ့ချင်းမြေဟိုဘက်ကန်ဒီဘက်ကပေါ့အဲ့ဒီနှစ်နေရာလုံးကိုတက်မလို့ကရှင်းလိုက်တယ်လို့သိရတယ် ဒါကြံဖက်အုပ်စုတော့ဒီကနေ့ခွေးပြေးဝက်ပြေးပေါ့ဗျာအဲ့ဒီရွှေနေဒီနေရာနဲ့ပတ်သက်အကြောင်းဒေသခံတွေတူးဝင်ရတယ်မဟုတ်ဘူးပြီးခဲ့ရက်ကကျွန်တော်တို့ဒေသခံတွေလောင်းပြေးပါမှရှိဒေသခံတွေကဒီနေရာမှာရွှေပေါင်းနေမတူးဘူးရွှေပေါင်းနေကြောက်မချလို့ဘုအစသဖြင့်သူကကန့်ကွက်ဆန္ဒပြတယ်အဲ့ဆန္ဒပြတဲ့ရွာသား၃ယောက်ကိုအကုန်လုံးဖမ်းခေါ်သွားအခုတည်းအဲ့လူသေးလားရှင်လားမသိအောင်အဲ့လိုပဲကျွန်တော်တို့မြောက်ချွံ့ရမှာလေထုံနီးတူပဲအဲ့လိုလုံနေတာပြီးရင်ကျွန်တော်တို့တဖန်းစီစဲအဲ့တဖန်းစီစဲထဲမှာလည်းခင်ဗျာရွှေပေါင်းနေအများကြီးပဲပြီးတော့နောက်ထပ်တနေရာရှိသေးတယ်ဒီမော်လိုက်မြို့နယ်မော်လိုက်ကလေးရွာ ဲ့မော်လိုက်ကလေးရွာရဲ့ဘေးနားမှာလည်းကျွန်တော်ချင်းချင်းမြေဘေးနားပေါ့ခင်ဗျရွှေပုံတွေမနေဘူးပဲအဲ့တော့လာပါလိမ့်မယ်ခင်ဗျလာပါလိမ့်မယ်ဒီຢာတွေကကျွန်တော်တို့အကြမ်းဖက်ကိုအသက်ဆက်နေရဗျာလက်ရှိကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒီတက်ချုပ်ကြီးပေါ့ဗျာတက်ချုပ်ကြီးကဒီအကြမ်းဖက်အုပ်စုတွေတကနေလာတဲ့ကျွန်တော်ကုံသွယ်မှုကိုတောက်လျှောက်ဖျက်တောင်နေတာတောက်လျှောက်ဖျက်တောင်နေတာတော့အဲ့လိုပဲကျွန်တော်တို့ဒီဘက်ရွှေပုံတွေကလည်းဒီအကြမ်းဖက်အုပ်စုတွေဝင်ဝေရလမ်းကြောင်းနေပါပဲဝင်ဝေရတဲ့လမ်းကြောင်းနေပါပဲခင်ဗျတည့်တည့်ရတဲ့ငွေမနေဘူးလေဗျာခင်ဗျချင်းချင်းမြေထဲမှာဆိုခင်ဗျရွှေပုံတွေထောင်ထဲရှိရှိတယ်ဗျာဒီငွေတွေဘယ်လိုစီးစင်းနေလဲဘယ်လိုသွားနေလဲ ပြီးဒီဆက်သုံးစီကဘယ်ရလာတယ်လဲပြီးရင်ကျွန်တော်တို့ဒီရွှေတွေတူးဖို့အတွက်ကျွန်တော်တို့ဒီပိုက်လုံးတွေတဲဆုပ်တဲ့ဆက်ပစ္စည်းတွေကိရိယာတွေဘယ်ကနေဘယ်သွားနေလဲပြီးရင်ကျွန်တော်တို့ဒီတဲတွေဆုပ်ဖို့အတွက်အခုတော့တလုံးတော့မဟုတ်ဘူးဗျအခုတော့ကျွန်တော်ကားအားလုံးအလွယ်ပြောမယ်ဆိုကားဆက် engine တွေပေါ့ဗျာလေးလုံးတို့၆လုံးတို့ engine တွေပေါ့လက်ရှိကျွန်တော်ကားတွေမှာသုံးတဲ့ engine တွေပေါ့ဗျာဂျပန်ကြတွေပေါ့အဲ့ဒီအဲ့ဒီဟာတွေနဲ့ကျွန်တော်တို့ mountain တာပေါ့သူကဆက်ဆွဲရလဲကောင်းတာကိုစီရလဲတော်တော်တုတ်တယ်ဗျအဲ့တော့ဒီဒီဆက်တွေကကျွန်တော်ဘယ်ကနေလာတယ်လဲဘယ်ကနေချတယ်လဲ ရှင်းရှင်းလေးနံပါတ်1ခင်ဗျာဒီမှာရှိတဲ့ဒီရွှေဖောင်းတစ်ခုဖြစ်လာဖို့အတွက်နံပါတ်1ကျွန်တော်တို့ဒီကားကားအင်ဂျင်တွေလိုတယ်လေးလုံးတို့6လုံးတို့လိုတယ်ဒီအင်ဂျင်တွေဘယ်ရလာလဲပြီးရင်ကျွန်တော်ဒီအင်ဂျင်တွေနဲ့ချိတ်ဆက်တဲ့ပိုက်လုံးကြီးဘယ်ရလာလဲပြီးရင်ကျွန်တော်ပိုက်ပိုက်ကိုဒီသဲတွေဆုပ်တဲ့ဘလူးကောင်းတွေပေါ့ဗျာဒီသားကဘလူးကောင်းတွေဘယ်ရလာလဲဘယ်ရလာလဲပြီးရင်ဒီဆက်တွေလဲပတ်ဖို့လဲကျွန်တော်တို့ဆက်သုံးစီတွေဘယ်ရလာလဲဒါတွေကျွန်တော်ပြောရမှာပဲဗျာရှင်းရှင်းလေးပဲ တော့ကျွန်တော်တို့လာတာတက်မလို့တော့ဒီကနေ့ကျွန်တော်မြောက်ချွံရွာကိုမှရှိတဲ့အချမ်းဖက် NUG ရဲ့ရွှေပောင်တွေဘုံရွှေရှင်းလင်းလိုက်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမြောက်ချွံရွာကနေပြီးတော့ရှောင်းလင်းလိုက်တဲ့ဒီကကနေပျော်ရွှင်နေကြတယ်အမင်းကမျိုးနဲ့သူမျိုးနဲ့သားပျော်ရွှင်နေပျော်ရွှင်နေကြတယ်နိုင်ငံသူနိုင်ငံသားတွေပျော်ရွှင်နေကြတယ်အချမ်းဖက်တွေကိုကျွန်တော်တို့အချမ်းဖက်တွေကကျွန်တော်ထောက်ဖို့လမ်းကြောင်းမရှင်းလို့မှမရတာပဲနောက်ဆုံးပြခင်ဗျာလေးဘောလင်းဖြက်ပြန်နေလင်းကကောင်းကောင်းမှမပြန်နေပြန်အောင်ဆိုမှအဲ့အချမ်းဖက်ကထွက်ကိုပြေးနေရမှာကြောက်နေရမယ်အဲ့ဒီလိုကျွန်တော်တို့လက်ရှိကအဲ့လိုတဖြည်းဖြည်းဖြစ်လာပြီပေါ့ဗျာဖြစ်လာပြီ တော့ဆက်ပြီးတော့အခြားသောနေရာကကျွန်တော်ရွှေဖောင်းနေသတိထားပါဒီကြပါခမားတို့လုံနေတာကတရားဝင်လုပ်ငန်းတွေပါခမားတို့အကြမ်းဖက်အုပ်စုတွေကိုခမားငွေကြေးတွေပေးပြီးတော့လှုပ်တယ်ဒါတွေကခမားတို့အကြမ်းဖက်အားပေးမှုတွေပါကျွန်တော်ရန်ကုန်မှလေးဆိုရင်စားလေမြို့ကြီးမှာဆိုခမားတို့ကထောင်၁၀နဲ့ချီကြမှာအကြမ်းဖက်ကိုအားပေးတာငွေကြေးထောက်ပါလားအကြမ်းဖက်နဲ့ပတ်သက်တာဒါတွေအသိကိုအရေးကြီးတယ်ပြီးရင်ကျွန်တော်ဒီရွှေတွေပေါ့ဒီမှာရှိတဲ့ရွှေတွေဘယ်သူတွေကောက်လဲဘယ်ရတွေကောက်လဲအဲ့တော့ကျွန်တော်တို့သိရတာကကျွန်တော်တို့နောက်ထပ်တနေရာကကျွန်တော်တို့ဒီဒဇယ်မြို့နဲ့ကဒူးမှာ အဲ့တော့ကဒူးမရွာမှာလည်းခင်ဗျားတော်တော်စီနေပြီကဒူးရွာမှာကဒူးကဒူးမရွာမှာကဒူးကရွာမှာကျွန်တော်တို့ဒီရွှေဆိုင်တွေများလာတယ်ပြီးကျွန်တော်တို့ဈေးဆိုင်တွေလှုပ်လာတယ်ပြီးကားလမ်းတွေအစားဒီရပဲဖြတ်တယ်တစ်စဲဘုံမဖြတ်တော့ဘူးအဲ့တော့ကဒူးမကိုတော့ကျွန်တော်တို့ဒါထိန်းချုပ်ဖို့လိုတယ်ကဒူးမကိုကျွန်တော်တို့ကဒီတက်မတော်ကဒီအပြေးဝထိန်းချုပ်နိုင်မှသာလျှင်ဒီအကြံဘက်အုပ်စုတွေရဲ့ကျွန်တော်တို့ဒီထောက်ပို့ area ကိုကျွန်တော်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်ကဒူးမရဲ့နေရာကကျွန်တော်တို့နိုင်ငံရေးစီစီဝါရအရန်ကိုအရေးပါပါတယ်အဲ့တော့ခင်ဗျားဒီမဟာမြိုင် area တောက်လျှောက်ပြားခင်ဗျားစကိုင်းနဲ့အထက်ပိုင်းမှာရှိတဲ့ ်ခင်ဗျာဒီလမ်းကြောင်းတွေအားလုံးကဒီဂဒူးဂဒူးမားနေပဲဖြတ်သွားရတာပဲအဂဒူးမားကိုကျွန်တော်တို့ဒီတပ်မတော်ကအပြေးဝထိန်းချုပ်နိုင်ပြီဆိုရင်တော့အကြမ်းဖက်အုပ်စုရဲ့လယ်မျိုးကိုညှစ်နိုင်ပြီးသွားပြီးဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမင်းကြီးမျိုးနဲ့အခြေအနေကိုဆက်ဆက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ရွှေဘိုတက္ကသိုလ်ကိုယာလူတို့နဲ့ပြောင်းလာတဲ့ပမောက်ခတူကိုဒါရွှေဘိုမှာရှိတဲ့တောင်းကျန်းသူပြည်ထောင်ဖွဲ့တွေကဖမ်းဆီးလိုက်တဲ့အခြေအနေပါဖြစ်စဉ်ကနိုဝင်ဘာလ27ရက်နေ့ညနေပိုင်းကရွှေဘိုတက္ကသိုလ်ကိုယာလူတို့နဲ့ပြောင်းလာတဲ့ပမောက်ခတူကိုရွှေဘိုပြည်ထောင်တွေကဖမ်းဆီးထားပါတယ် ဖန်ဆီးထားပါတယ်အဲ့တော့ကျွန်တော်တို့လည်းတော်တော်ဆိုးတော့ဗျာအဲစကိုင်းနဲ့စကိုင်းနဲ့ကျွန်တော်တို့ရွှေပူကြားမှာ PDF gate တွေရှိပါတယ် PDF gate တွေရှိပါတယ်ပြီးရင်ကျွန်တော်လမ်းဘေးဝဲရမှာလည်း PDF တွေထောင်ထားတဲ့မိုင်းတွေများစွာရှိပါတယ်ဒါကျွန်တော်တို့လက်ရှိပကတိရှိတရပါအဲပြီးခဲ့တဲ့ကာလတွေကကျွန်တော်တို့မုံရွာနဲ့မုံရွာနဲ့ချောင်းကြားမှာဆိုတဲ့အကြမ်းမဲ့အုပ်စုထောင်ထားတဲ့မိုင်းတွေအများကြီးပဲအဲ့တော့တက်မလို့အဲ့ဒီ area ကိုရှင်းလိုက်တဲ့ခါမှာအကြမ်းမဲ့အုပ်စုတွေကဒီချောင်း area ကိုတက်လိုက်ရှင်းလိုက်ပေါ့အဲ့ဒီလောက်ပဲလုံနိုင်တော့တယ်လုံနိုင်တော့တယ်မိုင်းကြီးထောင်ထားတဲ့ဘက်မလုံနိုင်တော့ဘူးရခင်က ဒီရခင်ကကျွန်တော်တို့မုံရွာနဲ့မုံရွာချောင်းဘောမုံရွာချောင်းဦးလမ်းပိုင်းဘောအဲ့ဒီလမ်းပိုင်းတကြောဆိုလည်းပဲအကြမ်းမအုပ်စုမိုင်းနေထောင်တာခင်ဗျာနောက်ဆုံးဘလောက်ဆိုလဲဆိုရင်တစ်ပင်နေပေါ်မှာ short ride လုပ်နေထောင်တယ်အဲ့ဒီနေရာတက်မလို့တောက်လျှောက်ရှင်းတယ်ဘောရှင်းတဲ့ခါမှာအကြမ်းမအုပ်စုတော်တော်လေးကိုကျွန်တော်ပပျောက်သွားတယ်မိုင်းနေတော့တက်မထောင်ရတော့ဘောဗျာဒါပေမဲ့သူကဒီတက်လိုက်ဆင်းလိုက်ပေါ့လင်းလစ်တဲ့နေရာမှာတက်တယ်ဆင်းတယ်ကားလေးဆက်ကြီးကောက်တယ်ပြီးပြန်ပြေးတယ်အဲ့ဒီလိုတော့သူတို့လုတ်တဲ့အနေနဲ့တော့ရှိသေးတယ်ရှိသေးတယ်လက်ရှိဆိုးနေတာကကျွန်တော်တို့ဒီစကိုင်းနဲ့ရွှေဖို့လမ်းမိုက်ပါ စကိုင်းနဲ့ရွှေဘူလမ်းမိုက်မှာတော်တော်ဆိုးတယ်အဲ့ဒီဘက်မှာကျွန်တော်တို့ဒီ area ကြီးကတော်တော်ယူအချမ်းဘက်အုပ်စုတွေရဲ့လှုပ်ရှားနိုင်တဲ့ area လို့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ဒီဘက်ခင်ဦးတို့ရေဦးခင်ဦးရေဦးတစဲဒီဘက်ကအရာတော်ဝက်လက်ကျွန်တော်တို့ဒီရွှေဘူအဲ့ဒီဆက်ဝိုင်းပုံစံတကြောပေါ့အဲ့ဒီ area မှာအချမ်းဘက်အုပ်စုကဒူးနေတယ်နေကိုရှိတယ်ဗျာဒူးနေတယ်နေကိုရှိတယ်ဟောသတင်းဖြစ်စဉ်ကိုတင်ပြပါမယ်နိုဝင်ဘာလ22ရက်နေ့ညနေ3:00အချိန်ကအချမ်းဘက်အုပ်စုတွေကဖော်ပြချက်မှာတော့ရွှေဘူနဲ့မူကန်ကြီးလမ်းမိုက်တဲ့နေရာမှာအဖန်စီရမိတယ်လို့သူတို့ဘက်ကဖော်ပြထားတယ်ဆီယမာကြီးကတော့ ရန်ကုန်တက္ကသိုလ်ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကနေပြီးတော့တောဘက်ပါမောကယာလူကနေပြီးတော့ရွှေဘိုဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကိုဒီပါမောခအနေနဲ့ယာလူတို့ပြောင်းလာပါတယ်တဲ့အသေးချာဌာနပါမောခဒေါ်ကြီးလေဖြစ်တယ်လို့သူတို့ဘက်ကတော့ဖော်ပြထားတွေ့ရတယ်။တောင်းကျန်သူမီဒီယာတွေမှာအဲ့လိုဖော်ပြထားတယ်။သင်္ချာဌာနကပါမောခဒေါက်တာယီဝင်လို့ဖော်ပြထားတယ်။ဆီယမာကြီးရှိလာတဲ့ရင်လိုင်းကရွှေသစ္စာရင်လိုင်းပါ။အဲ့တော့ရွှေသစ္စာရင်လိုင်းနဲ့ပတ်သက်ကျွန်တော်တို့ထပ်ပြီးအမှတ်ရတာကအမှတ်ရတာကပြီးခဲ့တဲ့နိုဝင်ဘာလငိုင်းနေ့ကရွှေဘိုမြို့နယ်ကင်းပြားကျွရအနီးမှာကင်းပြားကျွရအနီးမှာ အိန္ဒိယမြန်မာနိုင်ငံသာသနာပြုဆရာတော်ကြီးဒေါက်တာဝိသုဒနဲ့အတူကိုရင်ကြီးတပါမြို့သမီးတူဦးကိုလည်းဒီရွှေဘုံမြို့နယ်ကင်းပြရွာနီမှာဖမ်းဆီးရမိဖမ်းဆီးသွားတယ်ပေါ့ဗျာအချမ်းမအုပ်စုကဖမ်းဆီးသွားတယ်ဆရာတော်ကြီးဆရာတော်ကြီးစီနေလိုက်ပါခဲ့တဲ့ရင်လိုင်းကလည်းဒီရွှေသစ္စာရင်လိုင်းပဲဖြစ်ပါတယ်လက်ရှိတော့ဆက်ဆက်ပြီးတင်ပြမယ်လက်ရှိဒီဆရာတော်ကြီးရဲ့ဆရာတော်ကြီးရဲ့ကျွန်တော်အသက်ရှင်ရည်တည်နေပတ်သက်ရင်တော်တော်ကြီးကိုကျွန်တော်တို့ဟိုဆုံးရတဲ့အနေဒါဖြစ်တယ်ကျွန်တော်တလောက်ပဲပြောချင်တယ်ဗျာဆရာတော်ကြီးရဲ့ အဲကျွန်တော်သိရတဲ့အခြေအနေတွေအများစွာရှိတယ်ဗျာဆရာတော်ကြီးရဲ့ဒီအသက်ရှင်မှုနဲ့ပတ်သက်ရင်လက်ရှိဒီဆရာတော်ကြီးရဲ့မိတ်ဆွေဆရာတော်တွေပေါ့ဆရာတော်ကြီးတွေကကျွန်တော်တို့မိတ်ပါတယ်မိတ်တဲ့ခါမှာဒီအိန္ဒိယမြန်မာသာသနာပြုဆရာတော်ကြီးရဲ့အသက်ရှင်မှုနဲ့ပတ်သက်ရင်ဆရာတော်ကြီးလေးလာတဲ့လောက်ပေါ့ဗျာတော်တော်လေးကိုစိုးရင်ရတယ်လို့ပြောတယ်နောက်ဆုံးဆရာတော်ကြီးကဘယ်လောက်ထိစဉ်းစားထားလဲဆိုတော့ဆရာတော်ကြီးနဲ့ပတ်သက်ရင်သူတို့လက်လုံချင်းတို့လောက်ခဲ့ပြီးရင်တော့မှကျွန်တော်တို့အလောင်းပြန်ပေးဖို့အတွက်ဆရာတော်ကြီးကတောင်းဆိုတယ်ဗျာတောင်းဆိုတယ် အပြီးခဲ့ရက်ကလည်းကျွန်တော်တို့ဒါရွှေဘုံမြို့မှာရွှေဘုံမြို့ပေါ်မှာဆရာကြီးလူမျိုးရေးအတွက်ဆူတောင်းတာတွေလုပ်တယ်မြေတောက်ပို့တာတွေလုပ်တယ်အဲ့တော့ထပ်ပြီးတော့လည်းကျွန်တော်တို့ဒီလိုမျိုးတွေလုပ်ဖို့ရှိရလို့ကျွန်တော်သိရတယ်။အဲ့တော့ဒီ NGO အုပ်စုအနေနဲ့လည်းဆရာတော်ကြီးနဲ့ပတ်သက်ရင်ရှိရှိတယ်ဗျာမရှိမရှိဘူး။ဘာဖြစ်လဲ။ခင်ဗျားတို့ပြောဖို့ခင်ဗျားတို့တမိုင်းပဲလေ။ခင်ဗျားတို့တမိုင်းပဲဗျာ။ရှိရှိရမရှိမရှိဘူးဗျာ။ရှိခဲ့ရင်လည်းရှိခဲ့တယ်မရှိခဲ့ရင်လည်းမရှိခဲ့ဘူး။ဒီလိုမျိုးတော့ကျွန်တော်တို့ပြောဖို့လိုတယ်ဗျာ။ပြောဖို့လိုတယ်။အဲ့တော့တနေ့ကျရင်တော့ကျွန်တော်တို့ဒီမြင်းစည်းရွာမှာရှိတဲ့သူတွေ ပေသီးတို့ဗျပေသီးတို့အုပ်စုတို့ကင်းပြားမှရှိတဲ့ PDF ခေါင်းဆောင်တွေပေါ့ဗျဒါတွေတော့ကျွန်တော်မြေလမ်းပါဗျာဒါကျွန်တော်တို့ခွင့်လွှတ်လို့မရဘူးဗျတချို့သောနာကျင်မှုတွေကကျွန်တော်တို့ခွင့်လွှတ်လို့ရတယ်တချို့သောနာကျင်မှုတွေခွင့်လွှတ်လို့မရဘူးဗျခွင့်လွှတ်လို့မရဘူးရန်ရန်ဆိုတာကျွန်တော်တို့အပီးငင်းရတာဗျမီးဆိုတဲ့အရာကလည်းကျွန်တော်တို့အပီးငင်းရတာဗျအဲ့ဒီမီးစာလေးတစားကနေကျွန်တော်တို့တဖြည်းဖြည်းအကုန်လုံးကျွန်တော်တို့အဆောက်အဦးတစ်ခုပေါ့ဗျအဆောက်အဦးတစ်ခုဒီမီးကလောင်ကျွမ်းနိုင်တယ်ဗျ အဲ့တော့ဒီမီးစားကိုလည်းကျွန်တော်အပီးညင်းရပါပဲမီးစားလေးရှိနေမီးစားအာဒီမီးစားသေးသေးလေးပါကွာဒီမီးစားမလောင်နိုင်ပါဘူးကွာလို့ကျွန်တော်တွတ်တွေ့လို့မရအောင်လေခင်ဗျားကြည့်လိုက်ဒီ NLD ပါတီက NLD ဖြစ်လာမယ့်အုပ်စုတွေပေါ့တနည်းအားဖြင့်ကျွန်တော်မြေပေါ်မြေရောက်အုပ်စုတွေပေါ့ဒီအုပ်စုတွေကချုပ်ငင်းသွားပါကြီးကွာအကျွမ်းကျန်တော့ပဲရှိပါတယ်လို့လို့ယူဆခဲ့တဲ့အတွက်ကျွန်တော်လက်ရှိဒီလိုအခြေအနေဖြစ်တာပေါ့အဲ့တော့ NLD ကလည်း NLD က NLD ကလူတွေခင်ဗျားဒီအကြမ်းဖက်တွေပေါ့ NLD အကြမ်းဖက်တွေ အတိတ်မကြံတော့ပါဘူးကွာလို့ကျွန်တော်တွေးလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီမီးစားတွေကကျွန်တော်တို့မီးတောက်မီးကဲတွေဖြစ်လာနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီကင်းပြားရွာတို့ကင်းပြားရွာမှာရှိတဲ့အကြမ်းဖက်ကောင်းဆောင်တွေမီးစုရွာမှာရှိတဲ့အကြမ်းဖက်ကောင်းဆောင်တွေရွှေဘူအိရိယကအကြမ်းဖက်ကောင်းဆောင်ကျွန်တော်ပြန်ရှင်းရမှာဗျ။ရှင်းရမှာ။တချို့သောအရာတွေကကျွန်တော် ခွန့်လွတ်လို့ရတယ်။တချို့သောကိစ္စတွေခွန့်လွတ်လို့မရဘူး။ခွန့်လွတ်လို့မရဘူးဗျ။ခွန့်လွတ်လို့မရတဲ့အရာတွေကိုကျွန်တော်တို့သူ့တန်ရတန်ကြီးတော့ပြန်ယူရမှာပေါ့ဗျာ။ဟိုဒီသတင်းပြန်ချုပ်ချင်တာကနိုဝင်ဘာလ22ရက်နေ့က အတေချာတာကပမောက္ခဆရာမကြီးပေါ့ဒေါက်တာယူလင်ကိုအချမ်းမတ် PDF ဖွဲ့ရဖန်စီထားပါတယ်အလားတူပါပဲကျွန်တော်နိုဝင်ဘာလ9ရက်နေ့ကလည်းရွှေဘူမြို့နယ်ကင်းပြားကျွော်နီမှာအိန္ဒိယမြန်မာနှစ်နိုင်ငံဘုနှစ်နိုင်ငံသာသနာပြုတဲ့ဆရာတော်ကြီးဒေါက်တာဝိတုဒ္ဒနဲ့အတူကိုကြီးကြီးတပါအမျိုးသမီးတူကိုလည်းအချမ်းမတ်အုပ်စုတွေဖန်စီထားပါတယ်ဒီဆရာမကြီးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေ့မှာရသက်ဆိုင်ရာကျွန်တော်ပြည်ထောင်ဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနကိုကျွန်တော်မေးခွန်းနေမြင့်မြတ်ထားပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ပြန်ပြီးရှင်းလင်းလာတဲ့ရှင်းလင်းထားတဲ့အခါကျရင်လည်းပဲ အားလုံးသိဖို့လည်းကျွန်တော်ပြန်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်သတင်းမှုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ဘီလာရုဘီလာရုနိုင်ငံတမရမြန်မာနိုင်ငံကိုတရားဝင်ချစ်ကြည်ခီးစဉ်လာရောက်มาဖြစ်ပါတယ်။ဘီလာရုနဲ့ဘီလာရုနိုင်ငံလို့ပြောလိုက်ရင်ကျွန်တော်တို့နိုင်ငံလူနိုင်ငံသားအားလုံးပြည့်ပြည့်မြင်ပါတယ်။ဝဝိုင်းနဲ့လေဝဝိုင်းနဲ့ကျွန်တော်တို့ဒီတက်ချို့ချို့တွင်းသူ့သူ့ရဲ့သူ့ရဲ့ဝဝိုင်းနဲ့လက်ကြီးနဲ့ပြည့်ပြည့်ဖြတ်တာလေ။ပြည့်ပြည့်ဖြတ်တာပေါ့။မြန်မာနိုင်ငံနဲ့ပတ်သက်ရင်လည်းတကယ်ကိုကျွန်တော်တို့မိတ်ဆွေကောင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံတွေပြကျွန်တော်တို့အင်ဒီနာချင်းနိုင်ငံမှာရှင်ဘလောက်ကောင်းနိုင်မလဲဗျာတခါလေးစဉ်းစားတာပေါ့ဒီလိုမျိုးဒီလိုမျိုးကျွန်တော်တို့ကျွန်တော်နိုင်ငံကိုချစ်တဲ့အခြားနိုင်ငံခေါင်းဆောင်တွေကျွန်တော်တို့အင်ဒီနာချင်းနိုင်ငံကခေါင်းဆောင်တွေဖြစ်ခဲ့ရင်ဘလောက်ကောင်းမလဲပေါ့ဗျာဒီလိုမျိုးတော့စဉ်းစားမိပါတယ်အဲ့တော့ဘီလာရုသမ္မတကဒီရက်ပိုင်းမှာဒီရက်ပိုင်းမှာကျွန်တော်တို့နိုင်ငံကိုလာမယ်လာပြီးတော့ကျွန်တော်တို့ဒါအလဲဘက်အလဲအလဲဘက်ပေါ့ဗျာချစ်ကြည်လာတော့ချစ်ကြည်လာဆိုတော့ဘယ်လေသွားမလဲ ဘယ်သွားလေ့လာမယ်ဆိုတော့ကျွန်တော်တို့လေးစိတ်ဝင်စားဖို့ကောင်းတယ်နေပြီးတော့လာမယ်ဒါပြီးတော့ကျွန်တော်တို့ဒါတွေ့ဆုံမယ်ပြောကြဆိုကြမယ်ပေါ့ဗျာဒီလိုဖြစ်လာဖို့ဒီခေတ်စဉ်ဖြစ်လာဖို့အတွက်ကလည်းနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရာတရားဝင်ချစ်ကြည်ခီလိုင်းအောင်မှဖြစ်ပါတယ်ဒီနိုဝင်ဘာလမကုန်ပြီလာအောင်မယ်လို့တော့ကျွန်တော်တို့အကြံပြင်းသိထားပါတယ်လာလို့ပါပဲဒီလိုလာဖို့ဖြစ်လာရတဲ့အကြောင်းရင်းကပြီးခဲ့တဲ့ပြီးခဲ့တဲ့ကျွန်တော်တို့မတ်လ9ရက်နေ့မှာခုနှစ်နှစ်မှာဒီတက်ချုပ်ကြီးကဘီလာရုနိုင်ငံကိုသွားတယ် ွားတဲ့အခါမှာတချို့ကြီးကဒီဘီလာရုသမ္မတကြီးကိုမြန်မာနိုင်ငံကိုလာခဲ့ဖို့ကျွန်တော်တို့ဖိတ်ခေါ်ခဲ့တယ်။အဲဒီဖိတ်ခေါ်မှုကြောင့်လက်ရှိကျွန်တော်တို့ဒီဘီလာရုသမ္မတကြီးကလည်းမြန်မာနိုင်ငံကိုလာဖို့ဖြစ်လာတာဖြစ်ပါတယ်။မလ9ရက်နေ့ကဘီလာရုနိုင်ငံလွတ်လပ်ရေးနံတော်မှာတချို့ကြီးနဲ့တွေ့ခဲ့ပါတယ်။အဲဒီအချိန်တော့ကဘီလာရုသမ္မတကတချို့ကြီးကိုပြောခဲ့တဲ့စကားကိုကျွန်တော်ငွေနိုင်မဲ့တင်ပြပါမယ်။အဆွေတော်ဝန်ကြီးချုပ်နဲ့ ယခုလိုတွေ့ဆုံရတဲ့အတွက်လွန်စွာဝမ်းမြောက်ပါတယ်အဆိုအဆွေတော်ရဲ့လှပတဲ့အတိုင်းပြည်ကိုမရောက်ဘူးသိပေမဲ့မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းကိုကျွန်တော်ကောင်းစွာသိပါတယ်ကျွန်တော်တို့ပြည်သူတွေအချင်းချင်းချစ်ချင်ရင်းနှီးမှုရှိပြီးဖြစ်တဲ့အတွက်မရင်းဆွေရင်မိကောင်းဆွေကောင်းတွေပဲဖြစ်ပါတယ်ဒါကကျွန်တော်မူရင်းတိုင်းပဲတင်ပြတာဖြစ်ပါတယ်မူရင်းတိုင်းပဲတင်ပြတာဖြစ်ပါတယ်အဲ့တော့ဘီလောက်တမရာကြီးရဲ့မြန်မာနိုင်ငံခီးစင်မှာကျွန်တော်တို့ဘာတွေဆွေးနွေးကြမယ်ဘယ်လိုမျိုးသဘောတူညီချက်တွေရှိမယ်ဆိုတာဆက်ပြီးတော့အသေးစိတ်ကျွန်တော်ဆက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ် နောက်ဆုံးသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့အမေရိကန်ကိုရောက်ရှိနေတဲ့ယာယီနေထိုင်ခွင့်ပေါ့ TPS ကိုင်ဆောင်တဲ့မြန်မာနိုင်ငံသား၄000ခန့်ကိုထရန်ဆိုရကနှင်ထုတ်ဖို့ဖြစ်လာတဲ့အခြေအနေပါနှင်ထုတ်ဖို့ဖြစ်လာပြီပေါ့နှင်ထုတ်ဖို့ဖြစ်လာတော့သူရဲ့ဒီမူရင်းတိုင်းပဲနိုင်ငံတကာသတင်းမှာဖော်ပြတဲ့မူရင်းတိုင်းကိုဥစွာတင်ပြပါမယ်အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်ယာယီတရားဝင်နေထိုင်ခွင့်အဆင့်တန်း TPS ကိုဒီထရန်ဆိုရကရက်ဆွဲတော့မှဖြစ်တယ်လို့တင်လာနေကရှင်းလင်းပွဲသတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ် အဲ့ဒီရဲ့ဒေသရှင်မှုမူရင်းတိုင်းကိုတင်ပြပါမယ်။အမိမြေလုံခြုံရေးဝန်ကြီးဖြစ်တဲ့အမိမြေလုံခြုံရေးဝန်ကြီးကမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံမြန်မာနိုင်ငံသားတွေအတွက်ယာယီအကောက်အဝဲပေးနေထိုင်ခွင့်အစဉ်တန်း TPF TPF ကိုတဲ့အဲ့ဒါတို့လက်ရှိဆက်ပြီးတော့တက်တန်းတိုးဖို့မလိုတဲ့အတွက်ရက်ဆိုင်လိုက်ပါယူ။ဒါနဲ့ပတ်သက်ပြီးတော့ခွင့်ပြုပေးခဲ့တာကကျွန်တော်တို့ဘိုင်ဒန်လက်ထက်မှာခွင့်ပြုခဲ့တယ်။ဒီဘိုင်ဒန်ကဘိုင်ဒန်ကကျွန်တော်တို့ဘိုင်ဒန်ကသမ္မတဖြစ်မလာတဲ့အခါကျတော့ဗျာလက်ရှိထရန့်ကဘိုင်ဒန်လက်ထက်မှာခွင့်ပြုပေးခဲ့တဲ့ဒီ TPS နှစ်ကို ဒါ trunk ကတက်တမ်းမတူးပြလိုက်ဘူးတက်တမ်းမတူးတော့ဘူးတက်တမ်းမတူးတဲ့အတွက်ဒါကြီးကပြီးသွားပြီပေါ့ဗျာဒီ project ကြပြီးသွားပြီပေါ့ဒီလိုဒီ TBS နှစ်ကိုဘယ်သူတွေရလဲဆိုတော့အဲနိုင်ငံနိုင်ငံတနိုင်ငံမှာကျွန်တော်စစ်ပေးတွေတဘာဝပေးလူခွင့်ချူချူပေါမှုတွေစတဲ့ထူးခြားဖြစ်စဉ်တွေနဲ့ပတ်သက်ရင်အဲ့နိုင်ငံကနေပြီးတော့ကျွန်တော်တက်တဲ့နိုင်ငံမှာတစ်ဆင့်အမေရိကန်ကိုတင်းချောင်းတဲ့သူတွေကိုသူတို့လက်ခံပေးတာပေါ့လက်ခံပေးတာလက်ခံပေးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဘိုင်ဒန်လက်ထက်ကခွင့်ပြုပေးခဲ့တဲ့အရာပေါ့အဲ့တော့သူရဲ့ဒီတယောက်မှုကကျွန်တော်တို့မှတ်တမ်းမှာဆိုရင် ရပောင်း60ပေါ့ရပောင်း60ဖြစ်ပါတယ်တဲ့အဲ့တော့ရပောင်း60ပြီးတော့ကျွန်တော်တို့အဲဒီအဖွဲ့တွေတတော်တော်နဲ့ကျွန်တော်တို့တတိယနိုင်ငံတစ်ဆင့်မြန်မာနိုင်ငံကိုပြန်ပြီးတော့ရောက်လာမယ်လေးတာဖြစ်တယ်ဒီကနေ့လည်းကျွန်တော်တို့ဒီ fiber group ထဲမှာအဲတင်းတော့အချို့ကဘိုင်းနဲ့ trend အစိုးရကနေပြီးတော့ကျွန်တော်ပြန်လွှဲပေးပေးမဲ့သူတွေနဲ့ပတ်သက်ရင်မြန်မာနိုင်ငံသဘောထားကိုမေးမြန်းထားတာလည်းတွေ့ရပါတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ရင်ဒါကျွန်တော်တို့ဒါနိုင်ငံတော်ကနေပြီးတော့ပြန်ပြီးတော့ဒီအခြေအနေနဲ့ပတ်သက်ရင်ထုတ်ဖော်ပြီးရှင်းလင်းတဲ့ခါကျရင်လည်းကျွန်တော်ဆက်ပြီးတင်ပြပါမယ် trend အမိတ် စတင်ပြီးတော့တက်ရောက်တဲ့နေ့ကကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့ကနေပြီးတော့2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ည7:59နာရီ59မိနစ်အချိန်ဖြစ်ပါတယ်အဲ့အဲ့ဒီကျွန်တော်ရပ်ပေါင်း60ဖွင့်ပြထားတယ်ပေါ့ဗျာအဒီ TBS နဲ့ကိုင်ဆောင်တဲ့သူတွေကနောက်ထပ်သူတို့ဘာတွေအကျိုးသက်ရောက်မှုဖြစ်လာမလဲဆိုရင်သူတို့ကအလုတ်ကန်အခွင့်အလမ်းအလုတ်ကန်အခွင့်အလမ်းမှာသူထပ်ပြီးဆုံးဆုံးသွားပြီအလုတ်ထပ်မခန့်တော့ဘူးဗျာအဲ့မှာရှိတဲ့ကုမ္ပဏီတွေကအဲ့သူတို့ကအလုတ်လက်မဲ့ဖြစ်ပြီအလုတ်လက်မဲ့ဖြစ်တော့သူတို့ပြန်ပြီးတော့ကျွန်တော်တို့ဒီဘက်ကိုလာရတော့မှာပေါ့ဗျာ လားတော့မှာအလားတူပါပဲကျွန်တော်ဒီကနေ့ထပ်ပြီးတော့တွေ့ရတာကဒီသမရထရန်ကပေါ့ဗျာ2021ကနေပြီးတော့2021ကနေပြီးတော့2024ခုနှစ်အတွင်းမှာဒီအမေရိကန်ကိုဝင်ရောက်လာတဲ့ဒီဝင်ရောက်ဝင်ရောက်ခွင့်ပေးထားတဲ့ကျွန်တော်တို့ဒုက္ခသည်တွေကိုပြန်ပြီးစီစဉ်မယ်ပေါ့အဲဒီမှာလဲကျွန်တော်မြန်မာနိုင်ငံသားတွေပါတယ်အဲ့တော့ဘသူတွေပြန်ပြီးတော့ကျွန်တော်တို့ထိုင်းကိုပြန်ရောက်မလဲဆိုတော့ကျွန်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲဒီမှာလဲကျွန်တော်မြန်မာနိုင်ငံသားတွေတောင်းခွင့်နှန်းရှိတယ်လို့ဖော်ပြထားတယ်ဖော်ပြထားတယ်အဲ့တော့ဗျာကျွန်တော်တို့ ဟိုဘသူတွေပါလာမလဲပေါ့ကျွန်တော်တို့သိရတဲ့လောက်ကတော့ဒီအရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရတဲ့ကျွန်တော်တို့မိတ်ဆွေတွေကိုမေးတဲ့အခါမှာဒီ TB ကကင်ဆောင်လာတာက TB ကကင်ဆောင်လာတာကလက်ရှိဒီ2021အခင်းချင်းကနေပြီးတော့ကျွန်တော်တို့သွားတဲ့သူတွေပေါ့တနည်းအားဖြင့်ကျွန်တော်တိုင်းပြည်မှာစုဘူးမှုတွေလုပ်တယ်စုဘူးမှုတွေလုပ်ပြီးတော့ဒီထိုင်းကနေတဆင့်သွားတဲ့သူတွေပါတယ်စုဘူးမှုလုပ်တဲ့သူတွေပါတယ်နောက်ထပ်အခြေအနေတစ်ခုကကျွန်တော်တို့ဒီအမေရိကန်မှာကြောင်းသွားတက်တယ်ကြောင်းသွားတက်တဲ့သူတွေပြီးရင်ကျွန်တော်တို့အဲ့မှာဗျာကျွန်တော်တို့ရောင်ရိုးဟိုအုတ်ရိုးကြောင်ရောက်သွားတဲ့သူတွေ အဲအဲ့ဒီလူတရားနေအဲ့မှာရောက်သွားတဲ့အခါမှာကျွန်တော်တို့နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တယ်အဲ့ဒီကဓာတ်ပုံတွေတင်ပြီးတော့အစိုးရမှာကျွန်တော်တို့ TBS ကိုင်ဆောင်ဝင်တောင်းတယ်ပေါ့စသဖြင့်တို့အစစ်စစ်တောင်းပါပေါ့အဲ့လူတွေလည်းပါတယ်အဲ့တော့နောက်တစ်ခါတော့ကျွန်တော်တို့တရားဝင်မြန်မာနိုင်ငံနေအမေရိကကိုတရားဝင်သွားတယ်တို့တော့လည်းပဲကျွန်တော်တို့ပြန်လာမယ့်ချိန်မှာပြန်မလာတော့အမေရိကန်မှာပဲဒီလိုမျိုးအဲတို့နိုင်ငံရေးလှုပ်ရှားမှုမှာရောရောပါတယ်ပါပြီးတော့ဒီရိုင်းနေတိုင်းကွင်းရအောင်လုပ်တယ်ပေါ့အဲ့လူတွေလည်းအကျုံးဝင်တယ်အဲ့တော့ဒီ၄တောင်ထဲမှာနံပါတ်၁ချက်ကကျွန်တော်တို့ဒါရိုးသားတိုင်းသွားတယ်ကျွန်တော်နိုင်ငံသားတွေပါလိမ့်မယ်ဒါတော့ကျွန်တော်ကြိုးစားမှာပဲ ဒါနံပါတ်1ကတော့ဒီအုပ်စုထဲမှာကျွန်တော်တို့အမေရိကန်ကိုရောက်နေပြီးတော့အကြမ်းဖက်လှုပ်ရှားမှုတွေမှာပါတဲ့သူတွေပါနိုင်တာပဲနံပါတ်3ကတော့ကျွန်တော်တို့ဒါစုဖို့အကြမ်းဖက်မှုမြန်မာနိုင်ငံနေပြီးတော့တစ်ဆင့်မြန်မာနိုင်ငံမှာစုဖို့အကြမ်းဖက်မှုတွေလုပ်တယ်နိုင်ငံတော်ကနေပြီးတော့တို့ကိုကျွန်တော်တို့အရေးယူဖို့အရေးယူမှုတွေလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတို့ကထိုင်းကိုတစ်ဆင့်ထိုင်းမှာဂျာခန်နဲ့ထိုင်းဂျာခန်နဲ့တို့အမေရိကန်သွားတယ်ပေါ့အဲ့ဒီလူတွေလည်းကျွန်တော်ဒီအုပ်စုထဲမှာဂျုံဝင်လာနိုင်တယ် အကျုံးလာနိုင်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံတော်ကနေပြီးတော့ဘယ်လိုမျိုးအဖြေရှင်းမလဲဘာလို့ဆက်ပြောမလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့မှာဆက်ပြီးတော့ကျွန်တော်တင်ပြဖို့ကျန်တာကကျန်တာကအမိမြေလုံခြုံရေးဝန်ကြီးပေါ့လုံခြုံရေးဝန်ကြီးကဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ပြောတဲ့အချက်အလက်လေးတခုကျွန်တော်တင်ပြခြင်းပါတယ်မြန်မာနိုင်ငံသားတွေလည်းနေရပြန်ဖို့စိတ်ချရစိတ်ချရသည့်အထိမြန်မာရဲ့အခြေအနေကတိုးတက်ထားပါတယ်တိုးတက်နေပါတယ်ပေါ့ဗျာမိမိတို့မိမိတို့ကလည်းယာယီအကာအကွယ်ပေးမှုအစစ်အနှံကိုအဆုံးသတ်ပါပြီမြန်မာအရေးပေါ်အခြေအနေကြီးညာမှုအဆုံးသတ်ထားတာတဲ့ ရွေးကောက်ပွဲအစီအစဉ်တွေအောင်မြင်တဲ့အပြည့်ရဲ့သဘောတူညီချက်တွေပိုကောင်းတဲ့အများပြည်သူဝန်ဝန်ဆောင်မှုပေးမှုတွေအမျိုးသားအရင်ကြားစစ်မှုတွေအတွက်ဒါသူတို့ကနေပြောကျွန်တော်တို့သူတို့ရဲ့အတိမတ်ပြုတ်တယ်ဗောဗျာပြီးရင်ကျွန်တော်တို့ဒေသနဲ့အုပ်ချုပ်ရေးတွေအုပ်ချုပ်မှုပိုင်းမှာလည်းပို့ပြီးတော့တိုးတက်လာတယ်တဲ့ပြီးနောက်တစ်ခုကကျွန်တော်ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ရင်အမေရိကန်ကကျွန်တော်ကြိုးစားထောက်ခံကြအောင်သူတို့မှာ credit ပေးလိုက်တယ်နောက်တစ်ခုကကျွန်တော်အပြည့်ရဲ့အပြည့်ဒီလက်နက်ကိုင်အဖွဲ့ရဲ့အပြည့်ရမှုအပြည့်ရမှုကိုလည်းအမေရိကန်ကကြိုးစားကြအောင်အဲ့မှာထုတ်ပြန်ပြောဆိုလာတာတွေ့ရတယ် နောက်တစ်ချက်ကကျွန်တော်မြန်မာငြိမ်းချမ်းနဲ့ပတ်သက်ရင်တရုတ်နိုင်ငံရဲ့ကျွန်တော်တို့ကုညီပံ့ပိုးမှုအပေါ်မှာလည်းတို့အတိမပြုလာတယ်။ဒါတော့ကျွန်တော်တို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မူရင်းတိုင်းကိုကျွန်တော်တို့မူရင်းမူရင်းမပြတ်ကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့တေချာတာကတော့ခင်ဗျားအတိုင်းမျိုးကိုဒုက္ခပေးခဲ့တဲ့သူတွေခင်ဗျားဟိုမှာလောင်နေပြီ။တော်တော်လေးလောင်နေပြီ။လောင်နေပြီးရင်ကျွန်တော်2021ကနေပြီးတော့2024ကာလမှာရောက်လာတဲ့ဒုက္ခတွေတွေပေါ့ဗျာဒုက္ခတွေတွေပြန်ပြီးစစ်စစ်မယ်ပေါ့။စစ်စစ်မယ်ဆိုတော့ခင်ဗျားအမေရိကန်မှာရောက်နေတဲ့ဒီပြည်ဖြတ်တွေတော်တော်လေးကိုလောင်နေကြပြီ။ ရိုးသားသားသွားပြီးတော့ရိုးသားသားပြန်လာမယ့်လူတွေကဘာမှတက်ရောက်မှုမကြီးပြင်မဲ့တိုင်းပြည်ဥပမာကျွန်တော်တို့ပြည်ဖြတ်လုပ်ငန်းတွေလုပ်တဲ့သူတွေတော့ကတော့ခင်ဗျာလမ်းမေးခွေးတွေလိုဖြစ်သွားပြီအချိန်ကြီးကလမ်းမေးခွေးတွေဖြစ်နေပြီကျွန်တော်တို့ဗုဒ္ဓဘာသာသဘောရဆိုကန်ကန်အကျိုးပေါ့ဗျာသူတို့လုပ်တဲ့အဖြစ်သူတို့ခံမှာပေါ့ခင်ဗျာဘယ်လောက်ဆိုလဲခင်ဗျာစဉ်းစားကြည့်လေကြောင်းပဒနဲ့ကြောင်းထွက်ယုံပဒနဲ့ယုံထွက်အဲအဲ့လိုလူတွေအဲ့လိုလူတွေလူပေါင်းများစွာကျွန်တော်တို့ကလေးငယ်ပေါင်းများစွာဘဝပြောင်းလို့တာကလေးငယ်ပေါင်းများစွာကျွန်တော်တို့ဒါအနာဂတ်မရောက်လို့တဲ့အုပ်စုတွေ သူတို့သားသမီးတွေကြတော့ခင်ဗျာအမေရိကန်မှာကောင်းပြီဆိုရဲကြောင်းမှာထားတယ်လက်ရှိတော့ခင်ဗျာအဲသူတို့ခင်ဗျာလောင်နေကြပြီပေကြတာကတော့သူတို့ဒေါ်နယ်ထရန့်ကတော့သူတို့သူတို့လာရလမ်းကြောင်းကိုပြန်ပို့มาပဲမလာဘူးဆိုရင်တော့ခင်ဗျာတောင်ဆူတန်ပို့มาပဲတောင်ဆူတန်ပို့มาပဲအော်လာလမ်းကြောင်းကတော့သူတို့ဒီထိုင်းကိုသူတို့ထိုင်းကနေတဆင်သွားကြတာဆိုတော့ထိုင်းနိုင်ငံကတော့သူရောက်လာကြမှာပဲရောက်လာကြမှာပဲတော်တော်လေးတော့အဆက်ဝင်သားဖို့ကောင်းတယ်ကျွန်တော်တို့ရွေးကောက်ပွဲကကျွန်တော်နိုင်ငံရဲ့အသက်သွေးကြောဖြစ်တယ်ဒါကြောင့်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေရွေးကောက်ပွဲမှာမဲပေးကြပါကျွန်တော်သတင်းကိုကြည့်နေတယ်ကျွန်တော်မိတ်ဆွေတွေအားလုံး ရွေးကောက်ပွဲမှာမဲပေးကြပါကျွန်တော်တရင်ကိုကြည့်တဲ့အနေနဲ့ရကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးအားလုံးကျွန်တော်တို့မဲပေးကြပါခင်ဗျားတို့ကြိုက်တဲ့ပါတီမဲပေးလို့ရတယ်ကြက်ခိုင်ပါတီကိုကြိုက်ကြက်ခိုင်ပါတီရဲ့ကိုယ်စားလောင်းမဲပေးဥက္ကူကိုကြီးပါတီကိုကြိုက်တယ်ဆိုဥက္ကူကိုကြီးပါတီရဲ့ကိုယ်စားလောင်းကိုမဲပေးဒေါ်သက်သက်ခိုင်ပါတီကိုကြိုက်တယ်ဆိုဒေါ်သက်သက်ခိုင်ပါတီကိုမဲပေးကိုယ်စားလောင်းကိုမဲပေးအပြင်ကျွန်တော်တောင်စုံလမ်းမပါတီကိုကြိုက်တယ်ဆိုလဲတောင်စုံလမ်းမပါတီကိုမဲပေးအလားတူပဲကျွန်တော်တို့ဒီကြားပြူပါတီကိုကြိုက်တယ်ဆိုလဲကြားပြူပါတီကိုမဲပေးကျွန်တော်တို့မဲပေးကြပါ မဲပေးဖို့လိုပါတယ်ကျွန်တော်တို့တိုင်းပြည်တော့တိတ်ကိုအရေးကြီးတဲ့အချိန်တွေပါအရေးကြီးတဲ့အချိန်တွေအရေးကြီးတဲ့အချိန်ကအဲ့တော့ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်မဲတပြားနဲ့ကူညီပေးကြပါမဲတပြားနဲ့ပါဝင်ပေးကြပါเนาะကျွန်တော်တို့ဒီလိုမျိုးပဲမြေတားရက်ခံကြပါတယ်အဲ့တော့ကျွန်တော်ကိုမကြိုက်တဲ့သူတွေကျွန်တော်ကိုမကြိုက်တဲ့သူတွေကျွန်တော်တို့မဲပေးကြပါမဲပေးဖို့လိုပါတယ်ဒါကခင်ဗျားတို့သားသမီးရဲ့အနာဂတ်ကျွန်တော်သားသမီးရဲ့အနာဂတ်နဲ့သက်ဆိုင်ပါတယ်ခင်ဗျားတို့လည်းခင်ဗျားတို့ရဲ့ဒီ CID လို့ခင်ဗျားတို့ပြည်ပကိုထွက်ပြေးနိုင်မှာမဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံထဲမှာခင်ဗျအေးရင်လည်းအတူတူခံရမှာပဲပူရင်လည်းအတူတူခံရမှာပဲဘာနဲ့တူလဲဆိုတော့ခင်ဗျားတို့အဝေးမကြည့်ပါနဲ့အဲလာရှိုးကိုလာရှိုးမှာကျွန်တော် တက်မတော်ကဆုတ်ပစ်လိုက်ဆုတ်ပစ်လိုက်တော့ကိုကန့်နေကြောက်လို့ခင်ဗျားတို့လည်းအားလုံးဒီတက်မတော်ရင်ဝင်နေဘယ်ပြေးလာတာပဲအနီထောက်ကနေသူတို့အစိမ်းထောက်ကနေသူတို့ဒါကြောင့်တကယ်ခင်ဗျားစစ်မိကြရင်အားလုံးပြေးရမှာပဲခင်ဗျားတို့ကဘယ်ရောက်ထောက်ကနေဆိုတာမရှိဘူးဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့မကြိုက်တဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့ကြိုက်တဲ့သူတွေလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ကြိုက်တဲ့သူတွေရောမကြိုက်တဲ့သူတွေရောကျွန်တော်နိုင်ငံအတွက် နိုင်ငံရဲ့ကျွန်တော်တို့ကောင်းကျိုးကိုရှေ့ရှုပြီးတော့မဲပေးကြပါမဲပေးကြပါဒါမှသာလဲကျွန်တော်တို့ခင်ဗျားတို့လိုချင်တဲ့အခြေအနေခင်ဗျားတို့လိုချင်တဲ့အနာဂတ်ခင်ဗျားတို့ပိုင်ဆိုင်ချင်တဲ့အရာကိုခင်ဗျားပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်ပြည်ပမိရာကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ